ိုမှန်နေတော့နောက်တော့မဆုတ်တဲ့ထိုင်မှာတော့ပါပါတယ်ခင်ဗျာမညာဘူးမညာဘူးမညာရှင်ပြန်ခြင်းသာအတီးကအနိုင်ရဖို့အတီးကပဲ final အထိပါသွားမယ်လို့ထင်ပါတယ်ပိုးရပါရဆက်သွားနိုင်တာပေါ့နော်အလို့ညာလို့လုပ်နေရဆိုတော့ချက်ကြောကတော့တိတ်မရှိတော့ဘူးကစားသမားတုံညတုံညခွန်တတ်မှတ်ထားသောစောင့်ဆိုင်းနေရာမှာနေရယူနိုင်ပါပြီ။ကိုကူကအပြည့်ဝယုံကြည်တယ်။နိုင်မယ်ထင်ပြီးတော့လေဒီပွဲကိုဝင်ကျွမ်းခဲ့ရလေဖြစ်သလို ကိုကိုကိုလည်းစိန်ခေါ်ရှင်လို့ဝင်ပြန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့မှန်မှန်ကန်ကန်တော့ဆုပ်ဖို့တော့များတယ်ညစ်တာမျိုးတော့တိတ်တော့မရှိဘူးကိုမှန်နေတော့နောက်တော့မဆုပ်တဲ့ထဲမှာတော့ပါပါတယ်ခင်ဗျာကစားသမား3938တက်မှတ်ထားသောစောင့်ဆိုင်နေရာမှာနေရာယူနိုင်ပါပြီရွေးချယ်ရတဲ့ဂိမ်းကြီးဆော့ရတာလည်းကြိုက်တယ်ကိုကန်ညီမကိုကိုပေါ့အောင်ဆုံးဖြတ်ရတာကြိုက်တယ်ပေါ့အနိုင်ရဖို့တော့ကိုဒီကိုစွမ်းညံစွမ်းရှိသမျှအာကုန်ထုတ်ပြီးတော့စူးစမ်းရအောင်ပေါ့နော် ကစားသမား၃ည၃ည၉တတ်မှတ်ထားသောစောင့်ဆိုင်းနေရာမှာနေရာယူနိုင်ပါပြီ။ကစားပွဲတစ်ခုမှာဝင်ပြီဆိုတာနဲ့နိုင်လူချင်တဲ့သူတွေကြီးပဲသူပြန်ကိုလည်းပြန်မှာပေါ့။ရှော့တော့မပေးနိုင်ပါဘူး။အဲစောလေငါနိုင်ရမယ်တည့်မှာနိုင်ကျင်တာလေးနော်အဲ့လိုမျိုးရှိတာပေါ့။မညာမညာမညာရှင်ပြန်ကျင်တာအတီးကနိုင်ရဖို့အတီးကပဲဒါပေမဲ့လူဆိုတာဘယ်သူမှမယုံပါဘူး။ Don't secret ဘာဖြစ်ဆိုဝင်းသားတယောက်တည်းလေကစားသမားတုံညတတုံညတတ်မှတ်ထားသောစောင့်ဆိုင်းနေရမှာနေရယူနိုင်ပါပြီလုံးကတော့အကိုရိအမရိဆိုတော့စိတ်နှုတ်မခေါ်ရဲပါဘူးဒါပေမဲ့ဘသူ့မှမကြောက်ကိုလုံးနိုင်မယ်လို့ထင်စနုံးနိုင်အောင်ဆော့ပါလို့ပြောချင်ပါတယ် ကစားသမား၃ည၁၁တတ်မှတ်ထားသောဆောင်ဆိုင်နေရာမှာနေရာယူနိုင်ပါပြီ။တောင်းဝကြတော့နည်းနည်းအနေအေးရဲ့ထဲမှာပါတယ်ဆိုတော့တော်တော်များတော့အမ် short တ်ထားကြမယ်ထင်တယ်။ဆောင်းကတော့တိတ်ပြီးမလုပ်နိုင်လောက်ဘူးဒီကောင်မလေးကတော့တိတ်များလောက်ပါဆို short တ်ထားကြမယ်ထင်တယ်။ကျောင်းတော့မျိုးစုံအရန်ဆော့ဘူးလေ။မုတ်စာတဲ့အဆော့ကိုကြိုက်ခဲ့ရဆိုတော့တို့ထက်တာမှပို့ပြီးတော့တိမယ်လို့ confidence ရှိတယ်။အမှုညာလို့လုပ်နေရဆိုတော့ရှက်ကြောကတော့တိတ်မရှိတော့ဘူး။အဲ့အတွက်နိုင်မှုကတော့အဓိကပါ။ ကစားသမား3.1နှစ်တက်မှတ်ထားသောစောင့်ဆိုင်းနေရာမှာနေရာယူနိုင်ပါပြီ။ဘလောက်ထိယုံကြည်ထားဆိုတော့ဒါကြီးကတော့ final ထိဒါကြီးတက်အောင်ကြိုးစားမယ်ပေါ့။ final ထိပါသွားမယ်လို့ထင်ပါတယ်။ဘိုးရီပိုင်ဆက်သွားနိုင်တာပေါ့နော်။တားကြီးလေတားရုံမြင်လိုက်တာလေတဲ့ တိုင်မတော်ဟဲ့တိုင်ဆိုမှရတိုင်ကိုမြင်လိုက်တယ်ပြီးလို့ရှိရင်ဟေမမန်းဝင်းဟောပေါ့နော်ပျော်သွားတာပေါ့နော်